ရုံဆောင်ပြီးရင်မူပြုပြင်ထားတဲ့နှာခေါင်းတော်အထူးခံပြီးပေးဆက်ထားတဲ့ဆိုရဲမိမိကိုကိုပရိသတ်များလုံးမဲမင်္ဂလာပါရှင်ရုံဆောင်ကောင်းလို့အကယ်ဒမီရဖို့အထူးထင်ကြီးပေးခံထားရတဲ့မိမိကိုကိုကတော့အခုလဲသူရန်ဆန်ဆက်တစ်ဖြစ်နေတဲ့နှာခေါင်းကိုအထူးခံပြီးကာရိုက်တာပြုပြင်အောင်ကြိုးစားနေပြီလည်းဖြစ်ပါတယ်မိမိကတော့ဇလန်တွေးရရင်အမှုပညာလောကတွေဝင်လာခဲ့သူတယောက်ပါယုံမချောလို့ဝေဖန်တာတွေခံခဲ့ရပြီမဲ့ပြည်ပြင်းတဲ့တရုတ်ဆောင်ချက်တွေကြောင့်ပြည်သက်လက်ခံအားပေးတဲ့မင်းသမီးတယောက်ဖြစ်လာခဲ့ပြီလည်းဖြစ်ပါတယ် မိမိကတော့ရုံမချောရင်မန္တမီမဖြစ်နိုင်ဘူးဆိုတဲ့အရာကိုတွန်းလှန်ပြီးအခုဆိုရင်အကယ်ဒမီမန္တမီတယောက်ဖြစ်ဖို့လက်တကမ်းသာလိုတော့တာလည်းဖြစ်ပါတယ်။မိမိရဲ့ပြည်ပြည်နဲ့တရုတ်ဆောင်ချက်တွေကြောင့်2024ခုနှစ်ရဲ့အကယ်ဒမီစုကိုမိမိရမှာဆိုပြီးပရိသတ်တွေကထင်ကြီးပေးခဲ့ကြတဲ့အထီးပါပဲ။တိုးတက်ပြောင်းလဲလာတဲ့တရုတ်ဆောင်ချက်တွေကြောင့်ပရိသတ်အားပေးမှုကိုရရှိခဲ့တာလည်းဖြစ်ပါတယ်။မိမိကတော့တရုတ်ဆောင်ပြည်ပြန်အောင်အရန်ကြိုးစားသူတယောက်ပါ။သူရဲ့ဇကားကိုကြည့်မိတဲ့ပရိသတ်တိုင်းကသူ့ကိုချစ်ခင်အပ်ပြီးအောင်သူ့အနေနဲ့အစွမ်းကုန်စူးစမ်းနေကြတာလည်းဖြစ်ပါတယ် မိမိကတော့ character ပြင်ပြမှုဘလောက်တောင်ကြိုးစားလဲဆိုရင်သူရန်ဆန်းစစ်ဖြစ်တဲ့နှာခေါင်းကိုတော့ဒဏ်ရာအဖြစ်ခံပြီးကြိုးစားခဲ့တာလည်းဖြစ်ပါတယ်။မိမိကနှာခေါင်းမလားလို့ဝေဖန်ခံခဲ့ရသူလည်းဖြစ်ပါတယ်။နှာခေါင်းကြီးကငှက်နဲ့တူရဲဆိုပြီးဝေဖန်ခံခဲ့ရတာမို့သူအနေနဲ့ပြုပြင်မှုတချို့လုပ်ခဲ့တာလည်းဖြစ်ပါတယ်။ပြိတ္တတွေသူ့ကိုကြည်လိုက်ရင်အရင်ဆုံးဝေဖန်ကြတာနှာခေါင်းဖြစ်နေတာမို့မိမိကနှာခေါင်းကိုခွဲစိတ်ပြုပြင်ခဲ့တာလည်းဖြစ်ပါတယ်။သူကကြည်လိုက်တာနဲ့တေးသက်ပြီးကြည်ကောင်းနှာခေါင်းခွဲစိတ်မှုလုပ်ထားတာပါ။ ခွဲစိတ်ထားတာကအသားမကြသေးတာမို့နှာခေါင်းနဲ့ပတ်သက်ရင်အထီးမကန်ရွှေပကန်ဖြစ်နေရတာလည်းဖြစ်ပါတယ်။မိမိကတော့အသားမကြသေးတဲ့သူ့ရဲ့နှာခေါင်းရဲ့ဆောင်းသွားမှအရန်ဆိုးရိမ်နေကြတာပါ။ဘလောက်တောင်ဆိုးရိမ်နေလဲဆိုရင် Academy ပေးဝဲမှာတော့ဘသူကမှနှုတ်မဆက်နိုင်ဘူးဆိုပြီးပြောခဲ့တဲ့အထီးပါပဲ။ Academy ပေးဝဲမှာဆွေးရတဲ့သူတွေကိုသူ့အနေနဲ့ထားပြီးနှုတ်ဆက်နိုင်မှာမဟုတ်ဘူးဆိုပြီးကြိုးပြီးတောင်းပန်လာခဲ့တာလည်းဖြစ်ပါတယ်။မိမိကတော့သူ့ရဲ့တငယ်ချင်းတွေ Academy ရသွားခဲ့ရင်သွားပြီးနှုတ်ဆက်ချင်မိမဲ့နှာခေါင်းကြောင့်မသွားနိုင်ဖြစ်နေတယ်လို့ဆိုပါတယ်။ ်မေမီကတော့အဝေးဘက်အခရန်လုံးနဲ့နှာခေါင်းကိုခွဲစိတ်ထားတာမို့လူအုပ်ကြီးကိုတွေ့ရင်နှာခေါင်းရွက်သွားမှဆိုလို့မသွားနိုင်ဖြစ်နေကြတာလည်းဖြစ်ပါတယ်အဲ့လိုမျိုးတယုတ်တရဥထားတဲ့နှာခေါင်းကိုအခုဆိုရင်ကာရက်တာပြပြအောင်တန်ရအရခံခဲ့တဲ့အထီးပါပဲမိမိကတော့သူ့ကိုမှချစ်မိသည်ဆိုတဲ့ဇာလံတွေမှာကာရက်တာပြပြအောင်ချစ်မိသူတိုင်းစိတ်တိုင်းကြအောင်ကြိုးစားရင်နှာခေါင်းထိသွားကြတာလည်းဖြစ်ပါတယ်မိမိကသူ့ကိုမှချစ်မိသည်ဇာကမှပြိတ္တအမုန်းခံရတဲ့အထီးသူ့ရဲ့တယုတ်ဆောင်ချက်တွေကအမိုက်စားဖြစ်နေကြတာလည်းဖြစ်ပါတယ် ရိသက်တွေကသူ့ကိုဘလောက်တောင်မုန်းလဲဆိုရင်နင်းနေနန္နာတွေပြောဆိုပြီးလမ်းတွေရင်ဂဲနဲ့ထွကျင်ကြတဲ့အထိပါပဲအဲ့လိုမျိုးပရိသတ်တွေရဲ့အမုန်းကိုရတာသူ့ရဲ့ပြည်ပြင်းနဲ့တရုတ်ဆောင်ချက်ကြောင့်ပါပဲမိမိကတော့ဇလန်းကောက်အောင်တေချာပြင်ဆင်ရိုက်ခုခဲ့တာမို့ပရိသတ်အမုန်းကိုရခဲ့တဲ့လို့အခုလည်းသူ့ရဲ့ပေးဆက်မှုတွေကိုချပြလာခဲ့ပြီလည်းဖြစ်ပါတယ်မိမိကတော့သူ့ကိုမှချစ်မိသည့်ဇလန်းတွင်းရိုက်ခုရဲ့နှာခေါင်းထိသွားခဲ့တာပါစာဝင်ငန်းတချို့မှာဟိန်းသင်းနဲ့ရံဖြစ်ပြီးပါချတဲ့အခန်းရရင်ဟန်ချက်ပြတ်ပြီးနှာခေါင်းထိမိခဲ့တာလည်းဖြစ်ပါတယ် ယောက်ျားအားနဲ့ရိုက်ခဲ့တာမို့နှာခေါင်းမှာအနာဖြစ်ခဲ့တဲ့အထိပါပဲ။ရိုက်မိတဲ့ဟိန်သက်ကအာနာပြီးတောင်းပန်နေပြီမေ။မေမီကတော့မုပြတ်မှာကြောက်ပြီးမောင်းထုတ်နေကြတာလည်းဖြစ်ပါရဲ့။မေမီကတော့တကယ်အရိုက်ခံလိုက်ရပြီမေ။ကာရိုက်တာကို ပိုပြီးဦးစားပေးနေကြတာလည်းဖြစ်ပါရဲ့။ပွဲထဲမှာတော့နှာခေါင်းထိမိမှာဆိုလို့မသွားတဲ့မေမီကတော့ကာရိုက်တာပြပြအစွမ်းကုန်ကြိုးစားနေကြတာလည်းဖြစ်ပါရဲ့။ LGBT နဲ့ပတ်သက်တိုင်းဆွဲဆခံရတာမဟုတ်ဘူးဆိုပြီးဖြေရှင်းလာတဲ့အေဂျင့်မှာ ပရိသတ်များအလုံးမဲ့မင်္ဂလာပါရှင်။အေဂျမ်မောင်ကတော့အရေးချင်းရှိတဲ့အမှုပညာရှင်တစ်ယောက်ဖြစ်ပေမဲ့မကောင်းတဲ့တင်တချို့ကြောင့်စိတ်အနှောက်ယှက်ဖြစ်နေရပါပြီ။ဘီဘီနဲ့တယောက်ဆောင်ချက်တွေကြောင့်ပရိသတ်အတိမတ်ပြူရာခံရပြီးအောင်မြင်လာခဲ့သူတစ်ယောက်ပါ။ဒီကြီးရဲ့မျက်နှာကြောင့်ဘာမှဖြစ်လာမှာမဟုတ်ဘူးဆိုတဲ့စကားသံတွေကိုနားထောင်ရင်အောင်မြင်တဲ့မင်းသားတစ်လက်ဖြစ်အောင်ကြိုးစားလာခဲ့တာလည်းဖြစ်ပါတယ်။အေဂျမ်မောင်ကတော့အပြင်းမာနေထိုင်တဲ့ပုံစံနဲ့ကွဲလွဲပြီးဇယုတ်တိုင်းကိုပြပြအောင်တည့်ဆောင်နိုင်တာမို့နေတူးအသေးစားလေးဆိုပြီးအားလုံးကသတ်မှတ်ထားကြတဲ့အထီးပါပဲ ဘလို့ဇယုတ်ကိုမဆိုအကောင်းဆုံးပြည်ပြောင်းတည်ဆောင်နိုင်ခဲ့ရမို့ပရိသတ်အားပေးချစ်ခင်မှုကိုလည်းရထားသလိုအခုဆိုရင်အကယ်ဒမီတောင်းဝင်မင်းသားတလက်ဖြစ်လို့နေပါပြီအေးကြမောင်ကတော့ဒါရိုက်တာမီးဘွားရဲ့ခံပတ်ဇာတ်ကားဖြစ်တဲ့မီးဆိုတဲ့ဇာတ်ကားကြီးနဲ့အကောင်းဆုံးအမျိုးသားဇာတ်ပုစုကိုထပ်ထပ်တန်တန်ရရှိခဲ့တာလည်းဖြစ်ပါတယ်အမိုက်စားကာရက်တာနဲ့သူ့ရဲ့ပြည်ပြင်းတဲ့တည်ဆောင်ချက်တွေကြောင့်အကယ်ဒမီစုကြီးကိုပိုင်ဆိုင်နိုင်ခဲ့ပြီလည်းဖြစ်ပါတယ်အေးကြမောင်ရဲ့အောင်မြင်မှုကြောင့်ပရိသတ်အများစုကဝမ်းသာအားရပျော်ရွှင်ပေးကြပါမိမယ် ရိတ်သက်တချို့ကတော့တပုတ်လေလွင့်ပြောနေကြပြီလည်းဖြစ်ပါတယ်။အခုလိုအောင်မြင်တာအရေးချင်းကြောင့်မဟုတ်ပဲ LGBT တွေကဆွဲစားပြီးမြေတောင်မြောက်ပေးထားလို့ဆိုပြီးပြောဆိုနေကြပြီလည်းဖြစ်ပါတယ်။ပြည်သူအများစုကသူ့ရဲ့စူးစမ်းမှုတွေကိုအတိအမှတ်ပြုပေးမိမနာလိုသူတွေရဲ့ဝိုင်းဝန်းတိုက်ခိုက်တာကိုခံနေရတာလည်းဖြစ်ပါတယ်။အေဂျင့်မောင်ကဆရာဖြစ်သူဂျွန်လင်းနဲ့လည်းဘာလို့လို့ညာလို့လို့ဆက်ဆံရေးရှိသလိုမိကခင်ဆန်းဝင်ဆွဲစားတာခံရလို့အောင်မြင်လာတာဆိုပြီးပြောဆိုနေကြတာလည်းဖြစ်ပါတယ်။ ဆရာဂျွန်လင်းနဲ့မာဂျီဆန်ကငွေဆိုင်ပြီးအေဂျင်မောင်ကိုမင်းသားတင်ရိုက်ပေးခဲ့မှုပါတယ်။အေဂျင်မောင်မင်းသားဖြစ်အောင်ဇကာတကာထုတ်ရိုက်ပြီးကူညီပေးတဲ့ကျေးဇူးရှိတာလည်းဖြစ်ပါတယ်။ပရိသတ်တွေကတော့ LGBT တွေကကူညီပေးလိုက်တာနဲ့မင်းသားနဲ့ညာနေပြီဆိုပြီးထင်ကြီးပေးနေကြတာပါ။လူတော်တော်များများရဲ့စိတ်ထဲမှာတော့ LGBT တွေကူညီပေးပြီဆိုတာနဲ့ဆွေးစားရမယ်ဆိုပြီးတွေးထင်ကြတော့တာပါပဲ။ပွေဖတ်တာတွေ့ရင်လည်းညာနေပြီဆိုပြီးထင်ကြီးပေးတတ်ကြတယ်လို့အခုလေအေဂျင်မောင်ကိုဂျွန်လင်းနဲ့မာဂျီဆန်က ူညီရာဆွဲဆားခြင်းလို့ဆိုပြီးပြောဆိုနေကြတာလည်းဖြစ်ပါတယ်။အေဂျင့်မောင်ကတော့ဝေဖန်တဲ့တွေကိုမဖြေရှင်းခဲ့ပေမဲ့အခုချိန်မှာတော့ဖြေရှင်းလာခဲ့ပါပြီ။အေဂျင့်မောင်လူတွေပြောသမျှကိုဘာမှပြန်မပြောဘဲငြိမ်နေတာကအချိန်မတန်သေးလို့လို့ဆိုပါတယ်။အခုကတော့သူ့ရဲ့စူးစမ်းမှုတွေအရာထင်ခဲ့ပြီးဖို့ဖြေရှင်းလာခဲ့တာလည်းဖြစ်ပါတယ်။အေဂျင့်မောင်ကတော့ဆရာဂျွန်လန်နဲ့မာဂျီဆန်ကိုကျေးဇူးရှင်အဖြစ်သတ်မှတ်ထားတာပါ။လူတွေကပုံစံမျိုးစုံနဲ့ဝေဖန်နေကြပြီးမြဲဆရာဂျွန်လန်နဲ့မာဂျီဆန်တို့နှစ်ယောက်ကသူ့အဖော်ဖော်ရိုးရိုးသားသားကူညီပေးခဲ့ကြတာလည်းဖြစ်ပါတယ်။ မင်းသားဖြစ်ဖို့ဘသူကမှအခွင့်အရေးမပေးခဲ့ချိန်မှာသူတို့နှစ်ယောက်ဇာကတကထုတ်ရိုက်ပေးခဲ့သလိုနှုတ်ဤဆောင်မခြင်းနဲ့လည်းကူညီပေးခဲ့ကြသူတွေလည်းဖြစ်ပါတယ်ဒီပုံစံနဲ့မင်းသားဖြစ်မှာမဟုတ်ဘူးဆိုတဲ့ဇာကတွေကမှားတယ်ဆိုပြီးပြောပေးခဲ့သလိုအေဂျာမောင်မင်းသားတယောက်ဖြစ်ဖို့အမှုပညာလောကကလူတွေကို recommend ပေးခဲ့တာလည်းဖြစ်ပါတယ်သူတို့သုံးယောက်ကတော့ယူယူတသက်ဆရာတပည့်ဆက်ဆံရေးသားရှိပေမဲ့ပဝင်းချင်းအမြင်မှာတော့ညနေကြတာစပွန်ဆာပေးထားတယ်ဆိုပြီးအထွန်းလွဲပြီးပြောနေကြပြီမဲ့လက်တွေမှာတော့ရေရွတ်တသက်ဆက်ဆံရေးသားရှိတယ်ဆိုပြီး အားလုံးကိုရှင်းပြလာခဲ့တာလည်းဖြစ်ပါတယ်။လူတွေအမြင်မှာ LGBT တွေကိုမြင်တာနဲ့စွဲစားရမယ့်လူတွေဆိုပြီးအထင်သေးနေကြပါမိမယ်။တကယ်တမ်းက LGBT တွေမှာသူသိခါနဲ့သူရှိတယ်ဆိုပြီးသဘုတ်လေလွင့်စကားတွေကိုဖြည့်ရှင်းလာခဲ့တာလည်းဖြစ်ပါတယ်။ပွဲရပြီစာမတက်လို့ဝေဖန်ခံနေရပြန်တဲ့ဖြူဖြူထွေပြိတ္တများလုံးပဲမင်္ဂလာပါရှင်မြန်မာနိုင်ငံရဲ့အအောင်မြင်ဆုံးဆယ်လီတယောက်ဖြစ်တဲ့ဖြူဖြူထွေကတော့အခုဆိုရင်စာမတက်လို့ဝေဖန်ခံနေရပြီလည်းဖြစ်ပါတယ် ီဗီယိုထွေးကတော့အလွဲပေါင်းစုံလုံရင်းဆယ်လီဖြစ်လာသူတယောက်ပါသူကသတင်းတော့ဘဝမှာအတမ်းမပါပဲအင်တာဗျူးမိလို့အလုပ်ပြုတ်ခဲ့သူလည်းဖြစ်ပါတယ်အလုံးမှာလည်းအလွဲတွေလုံရင်းအလုပ်ပြုတ်ခဲ့ရသလိုကျောင်းကပွဲမှာပါပေါက်ကရအကရိကပြခဲ့ရတာကြောင့်ဆယ်လီဘဝကိုရောက်ခဲ့ရတာလည်းဖြစ်ပါတယ်ဗီဗီယိုထွေးကတော့အအမြင့်ဆုံးဆယ်လီတယောက်ဖြစ်သလိုအဝေးပန်းခံရဆုံးလည်းဖြစ်ပါတယ်အမြဲတမ်းပေါက်ကရတွေလှုပ်လိုက်ပွဲဆူလိုက်ဖြစ်နေတဲ့ဗီဗီယိုထွေးကအခုလည်းပေါက်ကရတွေပြောလို့ဝေဖန်ခံနေရပြီလည်းဖြစ်ပါတယ် ပြည်သူတွေကမကြခင်ကကျင်းပခဲ့တဲ့အကယ်ဒမီပေးဝတ်တဲ့ရင်းကနေအလွဲတွေလှုပ်လာခဲ့ပြန်တာလည်းဖြစ်ပါတယ်။သူကဆယ်လီတယောက်ဖြစ်ပေမဲ့ရုပ်ရှင်ဇာတ်ကားကြီးမှလည်းပါဝင်ရိုက်ကူးပူပါတယ်။ရုပ်ရှင်ဇာတ်ကားကတကားစနကားစရရင်းကနေတရုတ်ဆောင်တယောက်အဖြစ်နာမည်တက်ခံရပြီးအကယ်ဒမီပေးဝတ်ပါတက်ရောက်ခွင့်ရနေခဲ့တာလည်းဖြစ်ပါတယ်။ပြည်သူတွေကတော့အလွဲတွေလှုပ်တဲ့သူအဖြစ်နာမည်ကြီးပေမဲ့အကယ်ဒမီပေးဝတ်မှာတော့မြင်းသူတကာငင်းမောရလောက်အောင်စက်တီရရှိဆုံးဖြစ်အောင်ဝတ်စားစီရင်လာခဲ့တာလည်းဖြစ်ပါတယ်။ သူကရွှေအိုရောင်ဝန်းစံလေးကိုလုံလုံခြုံခြုံနဲ့အလားဆုံးဖြစ်အောင်ဝတ်ဆင်ခဲ့တယ်လို့သူရဲ့အလားကိုပိုပြီးပြည့်စုံအောင်တော်ဝင်သဇင်ပန်းတွေကိုလည်းပန်းဆင်ခဲ့ပါသေးတယ်။တော်ဝင်သဇင်ပန်းကိုတော့ပွဲလာတဲ့အမှုပညာရှင်တော်တော်များများကပန်းဆင်တက်ကြပါတယ်။အကယ်ဒမီပေးပွဲတက်တဲ့အမှုပညာရှင်နိုင်လူလူရဲ့ဦးခေါင်းထံမှာသဇင်ပန်းကိုပန်းတက်ကြတာမို့ဆယ်လီဖြူဖြူထွေးကလည်းအများနည်းတူကြက်တည်ရရှိပြီးလှပအောင်သစင်ပန်းတွေကိုပန်းစင်ခဲ့တာလည်းဖြစ်ပါတယ်။သူများတွေကတော့ဆယ်ကအခက်20လောက်နဲ့ရင်မီးလှအောင်ပန်းစင်မိမယ်။ ဗျူထွေးကတော့အွန်လိုင်းကြီးပန်ဆင်လာခဲ့တာပါသူကိုမြင်တဲ့အမှုပညာရှင်တိုင်းကသူ့ရဲ့ပန်းလာကိုအမကြပဲချမ်းလိုက်များကောင်းမွန်တင်လာဆိုပြီးစားနောက်ခဲ့ကြတာလည်းဖြစ်ပါတယ်သူများပြောလဲပြောချင်စရာပါပဲဖြူဖြူထွေးရဲ့ပန်းတွေကလည်းတစ်ချံလုံးနှုတ်ပြီးပန်းလာလာမေးရလောက်အောင်အွန်လိုင်းကြီးပါသူကပန်းစပွန်ဆာပေးတဲ့သူမရှိပေမဲ့လာကြင်လို့ကိုရိုင်းဝင်ပန်းခဲ့တာလို့ဆိုပါတယ်ပရိသတ်တွေကတော့သူ့ရဲ့ပန်းပန်မုံကြောင့်သစဉ်ပန်းချံများပိုင်လာဆိုပြီးလောင်ပြောင်းနေကြပြီလည်းဖြစ်ပါတယ် ီဗူထွေးကတော့သစင်မန်းအခက်တရားဝယ်ပြီးပန်းစင်ခဲ့တာပါသူကအခက်တရားဝယ်ယူပြီးပိုင်ရှင်ကအခက်20လက်ဆောင်ပေးခဲ့တာမို့တကောင်းလုံးကိုဖူးဖွေးဖြူနေခဲ့တာလည်းဖြစ်ပါတယ်သစင်မန်းအခက်120ပန်းခဲ့တာမို့မျက်နာတော့ပျောက်တော့မယ့်အထီးပါပဲဒီလိုထွေးကတော့သစင်မန်းအများကြီးပန်းလို့ပြောစရာဖြစ်နေသလိုသူဈေးတက်ပေးလိုက်တာမို့ပညာမတက်ဘူးလားဆိုပြီးဝေဖန်ခံနေရပြီလည်းဖြစ်ပါတယ်ဖြူဖြူထွေးကသစင်မန်းကိုတွက်ပေးခဲ့ချိန်မှာပိုပြီးကြက်ထားခဲ့တာပါသူကသစင်မန်းတစ်ခက်ကိုတထောင်ခွဲနဲ့ဝယ်ယူခဲ့တာလည်းဖြစ်ပါတယ် တပင်ကိုတထောင်ခွဲနဲ့အပင်တရားကို30ပေးရတယ်ဆိုပြီးတွက်ပေးခဲ့တာလည်းဖြစ်ပါတယ်။ပြပြထွေးကတော့တင်းချပါမောက်ခါလာမှတ်ရအောင်အတွက်ချက်တော်လွန်တာပါနော်။တာမန်ပညာမတတ်ဖဲရေးတက်ဖတ်တဲ့သူတရားကိုမင်းရင်အောင်15သိန်းဆိုပြီးတန်းဖြေနိုင်ပြီမယ်။သူကတော့တလွဲပါပဲ။သူက30လို့ဖြေခဲ့ပြီးကာကူလေတာထုတ်ပြီးတွက်ကြည့်ဖို့တောင်းလုပ်ခဲ့ပါသေးတယ်။ကလေးတယောက်မင်းရင်အောင်မှန်တိုင်းနဲ့တွက်ချက်မှုကိုပညာတတ်ပွဲရတယောက်ဖြစ်ပြီးတလွဲတွက်ခဲ့တာလည်းဖြစ်ပါတယ်။ပရိသတ်တွေကတော့ပြပြထွေးရဲ့တွက်ချက်မှုကိုလောင်ပြောင်တာထက် စာမတက်ပဲပွေးရတာလားဆိုပြီးဝေဖန်ပြောဆိုနေကြပြီလည်းဖြစ်ပါတယ်။ပရိသတ်တို့အနေနဲ့ဖြူဖြူထွေးရဲ့အတွက်အချက်စကေးကိုဂုံပြုပေးခဲ့ကြပါအောင်နော်။မင်းသမီးဘဝကိုမေ့ပြီးဈေးတဲ့ဘဝနဲ့နေတော့မယ်ဆိုတဲ့မိကပြားရဲ့ခိုင်မာတဲ့ဆုံးဖြတ်ချက်။ပရိသတ်များအလုံးမဲ့မင်္ဂလာပါရှင်။ဦးကျော်ဟင်းတင်မြောက်ထားတဲ့မင်းသမီးတွေကတယောက်ဖြစ်တဲ့မိကပြားကတော့အခုနောက်ပိုင်းမှာအမှုပညာလောက်တွေကိုဆွန်လွှတ်ခဲ့ပြီလည်းဖြစ်ပါတယ်။မိကပြားကတော့အမှုပညာလောကမှာအောင်မြင်ခဲ့ဖို့သူတယောက်ပါ။အသားညိုဝိမဲ့ချက်စရာကောင်းတဲ့ညနာနဲ့ပချိုင်လေးကိုပိုင်ဆိုင်ထားသလို သူရဲ့တရုတ်ဆောင်ပြည်ရမှုတွေကြောင့်ပြိသက်အချစ်ပူနေရသူလည်းဖြစ်ပါတယ်။တချိန်ကအမှုပညာအလုပ်တွေကိုနားရမရှိအောင်ကိုလုပ်ခဲ့ရသလိုတရက်တရက်ပွဲစံများတဲ့အထိချစ်ခင်အားပေးတဲ့ပြိသက်များပြခဲ့တာလည်းဖြစ်ပါတယ်။မင်းသမီးတယောက်အနေနဲ့လည်းပြိသက်အားပေးမှုကိုရရှိခဲ့သလိုအငိမ့်မင်းသမီးတယောက်အနေနဲ့ပါအကာအလတွေဖျော်ဖြေခဲ့တာကြောင့်ချစ်ခင်နဲ့ပြိသက်များစွာရှိခဲ့တာလည်းဖြစ်ပါတယ်။ပြည်ပြင်းတဲ့တရုတ်ဆောင်ချက်တွေကြောင့်ပြိသက်အားပေးမှုကိုတခင်းနဲ့ရခဲ့တဲ့မိခင်ပြကတော့အခုနောက်ပိုင်းမှာအမှုပညာအလုပ်ထံစီဝါရေးအလုပ်တွေကိုသာစောင့်ချလုပ်ကိုင်နေပြီလည်းဖြစ်ပါတယ်။ ူကိုချစ်တဲ့ပရိသတ်တွေကတော့အမှုပညာလောကမှာဇာကားတွေပြန်ရိုက်စေခြင်းမိမ့်မယ်။မိကပြားကတော့စီးပွားရေးအလုပ်တွေကိုသာစောင့်ချပြီးလုပ်ကိုင်နေကြတာလည်းဖြစ်ပါရဲ့။အစားပိုင်းမှာတော့သမီးလေးရဲ့အကြောင်းစီအတွက်ဆိုတဲ့စိတ်ကူးနဲ့ဖက်ရှင်ဆိုင်ကိုတေချာဖွင့်လှစ်လုပ်ကိုင်နေတာပါ။ဝါသနာပါတဲ့အမှုပညာအလုပ်ကိုခဏမိထားပြီးသမီးလေးအတွက်ကြိုးစားခဲ့ရတာကလည်းအခုဆိုရင်ဈေးတဲ့ဘဝကိုခုံမင်နေပြီဆိုပြီးပရိသတ်တိအောင်ပြောလာခဲ့တာလည်းဖြစ်ပါရဲ့။မေကပြားကတော့အခုနောက်ပိုင်းမှာအနုပညာမလုပ်တော့ဘူးဆိုပြီးတင်ယဝင်ကြေညာထားတာပြိတ္တတို့တီးမှာပါ အမှုပညာအလုပ်တွေလာပြီးကန့်လန့်ကြပြီမယ်။မိခင်ပြကတော့အမှုပညာအလုပ်တွေကိုမလုပ်ချင်တော့ဘူးလို့ဆိုပါတယ်။အရင်ကမရခဲ့ဘူးတဲ့အခွင့်အရေးတွေ၊ character တွေရိုက်ကူးလာပြီးကန့်လန့်ကြပြီမယ်။မိခင်ပြကတော့မင်းသမီးမလုပ်ချင်တော့ဘူးလို့ဆိုပါတယ်။တခါမှမရဘူးတဲ့အမှုပညာကြီးတွေအခွင့်အလမ်းတွေရပြီမယ်။မိခင်ပြကတော့အမှုပညာအလုပ်ကိုလုပ်ချင်စိတ်မရှိတော့လောက်တဲ့အထိစိတ်ဓာတ်ခိုင်မာနေတာလည်းဖြစ်ပါတယ်။မိကပြားကစီးပွားရေးလောကမှာအခြေချလိုက်တာမို့အခုဆိုရင်အမှုပညာနဲ့ပတ်သက်ရင်ဝါသနာကိုမပါတော့တာလည်းဖြစ်ပါတယ် အရင်ကအမှုပညာအလုပ်တွေဇက်တိုက်လုပ်နေရလဲပင်ပန်းနေဆိုတာဘာမှမသိခဲ့ပေမဲ့အခုတော့နည်းနည်းလေးလှုပ်လိုက်တာနဲ့စိတ်ပင်ပန်းတဲ့အထီးဖြစ်နေပါပြီသူရဲ့ fashion ဆိုင်အတွက် photo ရိုက်ရင်တော့စိတ်ပင်ပန်းတဲ့အထီးအမှုပညာကိုစိတ်ကုံသွားတာလည်းဖြစ်ပါတယ်မေကပြာကတော့အမှုပညာအလုံးနဲ့ပတ်သက်ပြီးအခွင့်အရေးတွေများကြီးရနေပြီမြေစိတ်မပါလို့မလုပ်တော့သလိုသူကိုယ်သူလည်းမင်းသမီးတယောက်ဆိုပြီးမခံယူထားပါဘူး မင်းသမီးဆိုတဲ့စိတ်နဲ့ live series ရောင်းရင်အန်တန်တန်ဖြစ်နိုင်ပေမဲ့အခုကတော့ပေါ်ပေါ်ပါပါပါပဲ။မိကပြားကတော့စိုက်စားပွင့်ကလေးကသူ့ကိုယ်သူစည်းတဲ့တယောက်ဆိုပြီးခံယူထားတာလည်းဖြစ်ပါတယ်။ငါကမင်းသမီးဆိုတဲ့စိတ်ရှိနေရင် အခုလိုအခြေအနေကိုရောက်လာမှာမဟုတ်လို့မင်းသမီးဆိုတဲ့ကုံကိုခဝါချခဲ့တာလည်းဖြစ်ပါတယ်။မိကပြားကတော့ဈေးစာရောင်းကလေးကစည်းတဲ့စိတ်သွင်းပြီးဈေးဝယ်သူတွေကိုစေတနာထားပြီးရောင်းမိခဲ့တာမို့အခုထိအတည်နေနိုင်ခဲ့တာလည်းဖြစ်ပါတယ်။အရင်က KB ဆိုပြီး fashion ဆိုင်ဖွင့်ခဲ့ပေမဲ့အခုကတော့လုပ်ငန်းတွေတိုးချဲ့နိုင်ခဲ့ပါပြီ။ တချိန်ကအသည့်တွေရဲ့အထည်တွေကိုတင်ရောက်ခဲ့ပေမဲ့အခုချိန်မှာပြည်ရင်းဖြစ် brand ကိုကိုစိတ်ကြိုက်ဒီဇိုင်းမျိုးကို၆ပြီးရောင်းနိုင်နေပြီလည်းဖြစ်ပါတယ်။မိကပြားကတော့လက်ရှိမှာတငယ်ချင်းဖြစ်သူနဲ့အတူ local brand တစ်ခုကို၆ပြီးရောင်းချနေတာလည်းဖြစ်ပါတယ်။ကိုလိုချင်တဲ့ဒီဇိုင်းကိုချုပ်ကိုင်းပြီး quality ကောင်းတဲ့အထည်တွေကိုစိုင်းမတင်ရောက်နေပြီလည်းဖြစ်ပါတယ်။မိကပြားကတော့အမှုပညာလောက်ကိုဆွန့်လွှတ်လိုက်ရပေမဲ့နောက်တော့မရပါဘူး။ရေရှည်ရက်တည်လို့မရတဲ့အမှုပညာလောကမှာအချိန်ဖြုန်းနေမဲ့အစား ဘဝရှင်ရေခိုင်မှာကိုလုတ်ချင်တဲ့စီးပွားရေးလုပ်ငန်းတွေကိုလုတ်ကင်နေခဲ့တာလည်းဖြစ်ပါတယ်။